မင်္ဂလာပါရှင် MMB ရဲ့တနေ့တိုင်းညမြင်တဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ season 13မူအိမ်ကျဲပါ။မကွေးတိုင်းရေစကြိုမြို့နယ်ရေလက်ကျွန်းဒေသမှာရှိတဲ့ကျေးရွာတွေကိုစင်းနေလူရဲ့မိရှုဖြစ်စီနေတဲ့စိုးစုနဲ့ပြူစောထီတွေကတော်လိုင်းရဲဘော်တို့ကိုဖမ်းဆီးမြန်မာနှိပ်စက်ပြီးဥကောင်းကိုဖျက်မိရှုတက်ဖြတ်ခဲ့တယ်လို့ဒေသခံတော်လိုင်းရဲတရေညစ်တွေက MMB ကိုပြောပါရစေ။မြောင်းနယ်ပန်းညိုကျေးရွာကိုစင်းနေလူရဲ့မိရှုဖြစ်စီပြီးရတဲ့နောက် မလ14ရက်မှာ ရေစကြိုနယ်ရေလဲကျွန်းဒေသကမြေတော်ကျေးရွာကိုစီးနှင်းဝင်ရောက်ခဲ့ပါတယ်။အဲဒီဆိုးစုတွေကိုမြေတော်ရွာရှိကင်းစကန်ကနေခုခံတိုက်ခိုက်ခဲ့တဲ့တော်လန်ရဲဘော်နှုတ်မှာတူဦးကလွတ်မြောက်အောင်ထွက်ပြေးနိုင်ခဲ့ပေမဲ့ရဲဘော်တူဦးကတော့ခြေထောက်တနက်ထိမှန်တရားရခဲ့ပြီးစိုးစုနဲ့ပြူစောထီတွေရဲ့ဖမ်းဆီးခံလိုက်ရကအခုလိုတပ်ဖြတ်ခံလိုက်ရတာလို့ဒေသခံတော်လန်ရဲ့သတင်းမြစ်ကအမှတ်ပြုကိုပြောပါတယ် ဆိုစုနယ်ပြူစော်တီတွေဖန်စီညမတ်နှိမ့်ဆက်ပြီးတဲ့နောက်ခေါင်းဖြက်မီးရှို့တက်သွားခဲ့တဲ့တော်လန်ရဲဘော်ဟာအသက်30ဝန်းကျင်သာရှိပါသေးတယ်။ဆိုစုနယ်ပြူစော်တီတွေအခုလိုရရဆက်ဆက်ခေါင်းဖြက်မီးရှို့တက်ဖြက်ခဲ့တဲ့ PDF ရဲဘော်ရဲ့ရုပ်အလောင်းကိုဆိုစုတွေကမြေတော်ကျေးရွာကပြန်ထွက်သွားချိန်မလ16ရက်မှာဒေသခံတွေကတွေ့ရှိခဲ့တာပါ။အဲ့ဒီရဲဘော်ဟာရေစကြိုနယ်ရေလက်ကျွန်းဒေသကျေးရွာတရွာကဖြစ်ပြီးတော့ လက်ရှိမှာရုပ်အလောင်းကိုပြန်သေးလာခဲ့ပြီးတဲ့နောက်ဂူသင်းတချို့ဖို့လှုပ်ဆောင်နေတယ်လို့ရက်ကျေးတွန်လိုင်းရေးတပ်ဖွဲ့ကောင်းဆောင်ဆရာမွားက MP ကိုပြောပါတယ် AR နဲ့ချင်းနှင်းမြစ်ဆုံရမကွေတိုင်းရစ်စကြိုနယ်ရေလဲကျွန်းဒေသကျေးရွာတွေကိုစိုးစုနယ်ပြည်စောတိတွေကမလာ၂ရက်ကနေမလာ၁၄ရက်ထိဝင်းရောက်စီးနင်းစင်မှာရဲရဲဆက်ဆက်တပ်ဖြတ်ခံခဲ့ရတဲ့ဒေသခံပြည်သူ၂၀ဦးနီးပါးရှိပါတယ် ရေလက်ကျွန်းဒေသမှာဆိုးစုကအခုလိုဒဏ်ရာရနေတဲ့ PDF ရဲဘော်ကိုအရှင်ဖန်စီကောင်းပြတ်တက်ဖြတ်တဲ့အပြင်ဒေသခံတွေကိုကောင်းပြတ်မိရှုတက်ဖြတ်တာဥကောင်းပြတ်ကိုငုတ်တိုင်မှာစိုက်ထိုးထားခဲ့တာနဲ့တေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုတပိုင်းတစားစီဖြတ်တောက်ပြီးတော့ခနာကိုတခုလုံးမိရှုထားခဲ့တာစတဲ့ကျွလွန်မှုမျိုးစုံကိုကျွလွန်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စစ်မှန်တဲ့ဖရယ်ပြည်တော်စုတိဆောက်ရေးအတွက်ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့လက်တွဲပြီးအစုံးနိုင်တိုက်ပွဲဝင်သွားမယ်လို့ချင်းမျိုးသားတအူဘိုလ်လုံးမှုဆောင်ကော်မတီကကြေညာပါတယ်။ဒါမှမလ20ရက်မှကြာရောက်မဲ့38နှစ်ပြည့်ချင်းတော်လန်ရင်နဲ့အထိမ်းအမှတ်ဖြစ်ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာအခုလိုထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ချင်းမျိုးသားတအူ CNF အနေနဲ့ချင်းပြည်တွင်စစ်အုပ်စုကင်းစင်ရေး2008ဖွဲ့စည်းပုံအခြေခံဥပဒေ ဩဇာအာဏာတရားမှုမှန်သမျှအဆုံးတရေစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးအတွက်ညီနောင်တပ်တွေနဲ့အတူတိုက်ပွဲဝင်မဲ့အပြင်2025ခုနှစ်အတွင်းနိုင်ငံရေးစည်ရေးတန်တမာရေးလှုပ်ရှားမှုအရှိန်ကိုတိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ချင်းတော်လိုင်းရင်နဲ့အထိမ်းမဲ့ဖြစ်လဲဖန်စီချုံနောင်ထားတဲ့အကျဉ်းသား82ဦးကိုလွန်ငင်းချမ်းသာခွင့်ပေးလိုက်တယ်လို့လည်း CNF ကအတည်ပြုထားပါတယ်။ CNF က1988ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ဝိုင်းရင်ချင်းလက်နက်ကင်တော်လန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့အာနာသိန်းစိုးစုကိုတော်လန်နေကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကရင်အမျိုးသားအစည်းအရုံး KNU ကရင်ဤအမျိုးသားတိုးတက်ရေးပါတီ KNPP စတဲ့အဖွဲ့အစည်းတွေနဲ့မဟာမိတ်တပ်ဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။မန္တလေးတိုင်းနှထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းပေါ်မှာဒီမနက်ပိုင်းတိုက်ပွဲဖြစ်ပွားလို့တနအီကြော်ကြာလမ်းပိတ်ဆို့ခဲ့တယ်လို့ခရီးသွားပြည်သူတွေကပြောပါတယ်။ ီကနေ့မလ19ရက်မနက်7:00နာရီဝန်းကျင်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း321နီးကစိုးစုကင်းစကန်ကိုနထိုးကြီး PDF အဖွဲ့ကတိုက်ခိုက်လို့တိုက်ပွဲဖြစ်ကြောင်းကြားသိရပြီးတနအိကန့်ကြာလမ်းပိတ်စုကရှေ့ဆက်မရလို့ခရီးသွားပြည်သူတို့ချို့လာရလမ်းအတိုင်းနောက်ပြန်လှည့်သွားကြတယ်လို့ဆိုပါတယ်။ရန်ကုန်မန္တလေးအမြန်လန်းမှာစိုးစုနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအသေးစိတ်ကိုသတင်းထုတ်ပြန်မယ်လို့ နထိုးကြီး people different ဖို့ရင်းချက်ခရအမှတ်40တရင်ကပြောပါတယ်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးစိုးစုကသတင်းဖြန့်ရမှာတော့ဒီကနေ့မလ19ရက်မနက်7:00နာရီကျော်နဲ့7:00နာရီခွဲအချိန်တွေမှာနှထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်း319၊တစောက်ချောင်းတရာအနီးကင်းလန့်နေတဲ့စိုးစုနဲ့တစောက်ချောင်းရဲကင်းကို PDF တွေကလာရောက်တိုက်ခိုက်တာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့7:00နာရီဝန်းကျင်မှာ ် PDF တွေပြန်ဆုတ်သွားတယ်လို့စိုးစုကဆိုပါတယ်။ပြီးခဲ့တဲ့2024ဒီဇင်ဘာလ12ရက်ကလည်းနထိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လဲမိုင်းတိုင်းအမှတ်319မှာရှိတဲ့စိုးစု gate scan ကိုတော်လိုင်းရင်တပ်တွေကတိုက်ခိုက်လို့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ခီးသွွားပြည်သူတွေအနေနဲ့ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာမလို့အပဲခီးမသွွားကြဖို့ညအချိန်မတော်ခီးမသွွားကြဖို့တိုက်ပွဲဖြစ်နေချိန်မှာလည်းရှေ့ဆက်မသွွားကြပဲ ရောက်ရနေရမှာကားရက်တန့်ထားပြီးနီးစက်ရလုံခြုံတဲ့နေရာတွေမှာနေထိုင်ကြဖို့နထိုးကြီးပြည်ပ different four ရင်းချန်ခရအမှတ်၄၀တရင်ကပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းကအတိပေးမြစ်တာရက်ကန်ချက်ထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းဒဇယ်မျိုးနဲ့အနောက်ခြမ်းကိုစိုးစုကမလာ၁၈ရက်ည၇နာရီဝန်းကျင်မှာဘုံနှလုံးကြက်ချတိုက်ခိုက်ခဲ့လို့တော်လန်ရဲဘော်တို့အကြဆုံးပြီးနှစ်ဦးတိုက်ခိုက်တိုင်ရရှိသွားတယ်လို့ဒေသခံသတင်းမြစ်ကပြောပါတယ်။ တစဲနဲ့အနောက်ချမ်းမှာရှိတဲ့ရွာသိပ်ရွာစုစုအထိုင်းစကန်ကိုတော်လိုင်းရဲဘော်တွေကထိုးစစ်ဆင်တိုက်ခိုက်နေစဉ်စုစုကအခုလိုဘုံကျဲချတိုက်ခိုက်ခဲ့တာပါမကွေးလင်တကနေပြန်တန်းလာတဲ့စုစုရဲ့ဘုံကျဲလေးဟာဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတလုံးမဲပေါက်ကွဲခဲ့ကရဲဘော်တဦးထိမှန်ကြာဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်ကပြောပါတယ်မလဒုတိယအပလောက်ကစပြီးတော့ဒဇယ်နဲ့မြောက်ချမ်းစင်ငယ်ရွာနဲ့ ၁၀အနောက်ချမ်းရွာသိပ်ရွာနဲ့ဝရငယ်ရွာအထိုင်စကန်တွေကိုတော်လိုင်းတပ်ဖွဲ့တွေကဆင်းနေတိုက်ခိုက်နေတာဖြစ်ပြီးတော့နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြအဆုံးတွေလည်းရှိတယ်လို့တော်လိုင်းရင်အားစုတွေကပြောပါတယ်။စကိုင်းနိုင်ကလေးဝမြို့မြစ်တာတတာအနီမှာစိုးစုတပ်တွေကမလ18ရက်မနေ့ကလူငယ်၄ဦးကိုဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဖမ်းဆီးခံရသူတွေဟာအသက်18နှစ်နဲ့အသက်20ကျော်လူငယ်တွေဖြစ်ပြီးတော့သူတို့တွေဟာမင်းကင်းမြို့နယ် တိန်ကုန်းကျေးရွာကနေကလေးဝါမြို့ကိုပစ္စည်းဝယ်ယူဖို့စိုင်းငံနဲ့လာရောက်ချိန်ကလေးဝါမြစ်တာတရာအနီးမှာစုံစုတက်တွေကဖမ်းဆီးလိုက်တာဖြစ်တယ်လို့ဖမ်းဆီးခံရသူရဲ့မိသားစုဝင်တူကပြောပါရယ်စုံစုတက်တွေဟာလူငယ်လေးဦးကိုဖမ်းဆီးပြီးတဲ့နောက်ရိုင်းနှံထိုးကြိတ်က ကလေးဝါမြို့ပေါ်ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့ဆိုပါရယ်အခုလိုလူငယ်လေးဦးကိုဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုမသိရသေးတယ်လို့မလ၁၉ရက်ဒီကနေ့ထိအဆက်အသွယ်မရသေးဘူးလို့ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တူကပြောပါတယ်။စောစုတက်တွေဟာကလေးဝမျိုးမြစ်တာတရားမှာအေးစကန်ချထားပြီးတော့မင်းကင်းမျိုးကနေကလေးဝမင်းကင်းရာကြီးလန်အတိုင်းမောင်းနှင်လာတဲ့ဆိုင်ငယ်ကားလူတွေကို တင်းကျပ်စွာဆစ်ဆဲပြီးဖန်းစည်းငွေညစ်တာနဲ့ပေါ်တာဆွဲစမှုထမ်းခိုင်းတာတွေမကြကနာလုပ်လို့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ကလေးဝမျိုးနယ်မှာတော့စောစုတက်တွေဟာမျိုးပေါ်ရက်ွက်ကိုလုံခြုံရေးတင်းကျပ်ထားသလိုမြစ်စိတ်ကိုဝင်ရောက်လာတဲ့ဆက်လေမော်တော်တွေကို ဖက်ပုံနေပြခိုင်းတာဝင်းညစ်ဖန်းစီတာတွေမကြကနကျုံလင်လေးရှိတယ်လို့လဲဒေသခံတွေကပြောပါတယ်အလားတူပြီးခဲ့တဲ့မလ3ရက်ကလည်းစကိုင်းနိုင်ကလေးမြို့ပေါ်ဈေးဝယ်လာတဲ့ဒေသခံ30ကျော်ကိုစိုးစုကဖန်းစီသွားသေးတယ်လို့ဒေသခံသတင်းမြစ်တွေကဆိုပါတယ်လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကျောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုံကိုပါ ပုံခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နှစ်ဖက်နှစ်အုပ်မြေကြီးကိုတံတောင်နဲ့ထောက်ကမှောက်ရနေပါ။တစက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ။